လိုင်းရဆမှာအိုလီဗာဟွန်လို့ခေါ်တဲ့ကောင်လေးကမော်ချောင်းတက်ရပြီဆိုတော့ဆစ်လို့ချားစွာနဲ့လာခဲ့ပါတယ်ဒီကင်မာလီမော်ချောင်းကကျမစုတွေရှိတယ်ဆိုတော့ကောလာဟာလာတွေရှိတာမို့အချို့ကျောင်းသားတွေကလက်နေကြပေမဲ့တချို့ကျောင်းသားတွေကတော့ကျမစုကိုယင်ဆိုင်မှုဆေးရထက်တန်နေကြပါတယ်ကျောင်းဖွင့်ပွဲမှာတခြားသားရဲတွေနဲ့အတူမင်းစားကိုပါဖမ်းပြီးထည့်ပြလို့ကာတီလို့ခေါ်တဲ့ကောင်မလေးကတဘောကြမနေခဲ့ပါဘူးဘာလို့ဆိုကာတီကကျင်နာတတဲ့သူဖြစ်ပြီးမင်းစားတွေဆိုတာကမယိုင်းဆိုင်ကြပဲကိုကကိုနေတဲ့ကောင်တွေလို့တည်ထားတာကြောင့်ပဲဖြစ်တယ်ဇီဗနီနဲ့ဂရင်းကမင်းစားတွေကတူမျိုးရဲ့စိုက်ခင်းတွေကိုဆိုနှစ်တိုင်းဖြန့်စည်းနေကြတာကြောင့်မင်းစားတွေကအယိုင်းဆိုင်ကောင်တွေပဲလို့ပြောလာတော့ကာတီလည်းအဲ့ဒီစိုက်ခင်းတွေကအရှင်ကမင်းစားတွေပိုင်နဲ့ဖြစ်ခဲ့ ပြီးလူသားတွေကနေမေလူသားတာအကြောင်းမလို့ပဲလို့ပြန်ပြောရင်စကားများကြပါတော့တယ်ခဏနေတော့ခေါင်းဆုံးနဲ့ကောင်းမလေးတယောက်ကမင်းစာတွေကိုအကောင်းပြောတဲ့ကတိကိုမော်ဆွမ်းနဲ့မင်းစာရှိရအောင်ပို့လိုက်တယ်မင်းစာကလည်းစိတ်ရဲဝင်ပြီးတိုက်ခိုက်မယ်လို့တော့ဒါရမမလေးတယောက်ကရောက်လာခဲ့တယ်ကတိလည်းရှီတောင်းနာတော့တာကြောင့်ထွက်မပြေးနိုင်ပဲဖြစ်သွားတဲ့အတွက်မင်းစာကိုတိုက်ခိုက်ရင်ကလွဲလို့မရှိတော့ပါဘူးမင်းစာကတော်တော်တန်မာတာကြောင့်ဒီတန်းကြီးတိုက်ခိုက်ရင်ချုံးမဲဆိုတာသိနေတဲ့အိုလီဗာကမင်းစာကိုအာယုံလွဲဖို့မီရှဲတို့ကိုလီတိုင်းပေါ်တုံးခိုင်းလိုက်ပြီးသူကတော့ငကားတန်အတူပြုတ်လို့မင်းစာကိုအာယုံနှောက်အောင်လုပ်လိုက်တယ်မင်းစာလည်းအာယုံလွင့်သွားချင်းဟီဘီယာလို့ခေါ်တဲ့ဒါရမမလေးကမင်းစာခေါင်းကိုတီးထည့်ပေးလိုက်တော့လေ့ကျသွားခဲ့ပါတယ်ဟီဘီယာက ကမော်ဆွားကြီးရဲ့သူတွေတာတုံးနိုင်တဲ့ဖြူစင်မော်ကိုတုံးနိုင်တာကြောင့်အိုလီဗာကတော်ရုံမဟုတ်ဘူးဆိုတာကိုရိပ်မိသွားခဲ့တယ်။ကီမာလီလို့ခေါ်တဲ့မော်ကြောင်ကြီးမှာခုနှစ်နှစ်တည်းတည်းလိလချားမှာဖြစ်ပြီးဒီမော်ကြောင်ကနေအောင်မြင်ဖို့ရတော်တဲ့သူတွေက60ရာခိုင်နှုန်းပဲရှိတာဖြစ်တယ်။ကျန်တဲ့20ရာခိုင်နှုန်းကတော့ပြဿနာတွေကြောင့်ပြန်လာလဲမထူနိုင်တဲ့သူတွေပြီးတော့စင်ခေါ်လိုက်မိတဲ့တခုခုကြောင့်ပြတ်ဆုံးသွားကြတဲ့လူတွေပဲဖြစ်ကြတယ်။ဒီကြောင်မှာကဘာစီမီမမရှိတာကြောင့်ကြိုက်တယ်လို့လုပ်ပြီးကြိုက်တယ်လို့တည်ကြဖို့မော်ကြောင်ကြီးကပြောထားပါတယ်။နောက်ပြီးကြောင်ကြီးကအနာကက်အကြောင်ကျွန်တော်တွေအချင်းချင်းဆွေးနွေးတိုင်ပင်လို့ရအောင်ဝိုင်းကူပို့ပေးလိုက်ပါတယ်။အိုလီဗာတို့လည်းအချင်းချင်းကိုယ့်အကြောင်တူအကြောင်ပြောကြရင်တကယ်ချင်းဖွင့်ကြပါတယ်။ဆပတ်ဝန်နာအိုဖီတိုနဲ့အိုလီဗာက တခန်းနဲ့အိပ်ရပြီးအိုလီဗာနူးလာတော့ပီတိုအေးမိမာဆိုလို့ဆောင်းချုံပေးခဲ့ပြီးနောက်လမ်းလျှောက်ထွက်လာခဲ့တယ်။လမ်းလျှောက်ထွက်လာတော့ခေါင်းဆုံးနဲ့မင်းကလေးတယောက်အတိုင်ကိုကြားလိုက်ရတယ်။အဲဒါကြောင့်မင်းမတူလဲလို့အိုလီဗာကမေးတော့အိုလီဗာရဲ့နှောင်ချုံရည်ကိုတာဝန်ယူဖို့အိုလီဗာရဲ့ကိုဂူဝင်ကလွတ်လိုက်တဲ့လူဝဲထောက်လန်းတူပါလို့ပြန်ဖြေသွားခဲ့တယ်။အိုလီဗာလည်းဆက်လမ်းလျှောက်လာရင်မနဲ့စစောစစ်စီဟီဘီယာရီပန်းနဲ့ရီစင်ချိုးနေတာကိုတွေ့လိုက်ရတယ်။ဟီဘီယာကတူအမေနဲ့တူနေတာကြောင့်အိုလီဗာလည်းရုတ်တရက်တူအမေကိုတတိယတွားခဲ့ပါတယ်။ဒါပညာတင်တဲ့အခါမင်းစားကိုတိုက်ခိုက်ခဲ့တဲ့ဟီဘီယာနဲ့ဒါရီရှင်ကိုဆရာကပြောလာတယ်။ကြွားလုံးထုတ်ရှင်တဲ့အန်ဒရူးကထွက်လာပြီးသူရှင်မယ်ဆိုပြီးလှုပ်ပါတယ်။အိုလီဗာကလည်းမင်းစားကိုဟီဘီယာနဲ့အတူတိုက်ခိုက်ခဲ့ ဲတာကြောင့်တူရှင်မယ်လို့ပြန်ပြောတော့အန်ဒရူးလည်းနောက်ဆုံးလိုက်ရတယ်ထိခိုက်မှုမရှိအောင်ဆရာကမန်ဒန်နဲ့ကာကွယ်ပေးလိုက်ပြီးနောက်အိုလီဗာနဲ့ဟီဘီယာတို့နဲ့ရောက်ကျုံးမာတော့တယ်ကျုံရင်ကျုံရင်နဲ့စိတ်ပါပြီးအတီကြီးတိုက်ခိုက်ပြနေတဲ့ဟီဘီယာကြောင့်အိုလီဗာလည်းအတီကြီးကျုံဖို့ထိခိုက်မှုမဖြစ်အောင်ကာကွယ်ပေးထားတဲ့ဆရာရဲ့မန်ဒန်ကိုပါဖြတ်ပြစ်ပြီးကျုံဖို့လို့တော့ဆရာကတားလိုက်ရပါတယ်ဘာလို့လဲဆိုတော့ထိခိုက်မှုကာကွယ်ပြတ်သွားလာကိုတတိထားမိလိုက်လို့ဖြစ်ပြီးဆက်တိုက်ခိုက်နေရင်တယောက်တုံးမဟုတ်တယောက်ကတော့ချိုးသွားမှာဆိုလို့ဖြစ်တယ်တိုက်ပွဲကိုစိတ်တိုင်းမကြတဲ့ဟီဘီယာကအိုလီဗာကိုသူ့နဲ့နောက်တစ်ခါဓာတ်ရိုက်ပြန်ရှင်ဖို့ပြန်ပြောတယ်အိုလီဗာကတော့နောက်တစ်ခါပြန်ရှင်ရင်ငါတို့တွေကတယောက်တုံးမဟုတ်တယောက်ကတော့တေးလိမ့်မယ်လို့ပြောပြီးလက်မခံကြအောင်ပြောကထွက်သွားခဲ့တယ် ်။နောက်ထပ်အတိုင်းကတော့မော်ဘူးကောင်းတွေအတွက်ပိုးအိမ်လေးလှုပ်ပေးရမှာဖြစ်ပြီးတကယ်လို့မော်တိုးလုံသွားရင်တော့ပိုးအိမ်ကအမေဖြစ်ပြောင်းလဲသွားတာအဲ့ထဲကနေစိတ်ရဝင်သွားတဲ့ပိုးကောင်းတွေထွက်လာပြီးလူကိုတိုက်ခိုက်မှာပဲဖြစ်တယ်။အဲ့ဒါကြောင့်မတိုက်ခိုက်ခင်မြမြမိရှုမှာပဲရမှာပါ။ပိုးကောင်းစိတ်ကောင်းပေးမှာဖြစ်ပြီးစိတ်ကောင်းတွေက၅ကောင်အတွက်ပိုးအိမ်လှုပ်ပေးနိုင်ရင်ပဲအောင်မြင်မှာပဲဖြစ်ပါတယ်။အိုလီဗာနဲ့တခြားသူတွေကတော့စိတ်ကောင်းရှိတယ်ဆိုတော့၅ကောင်လောက်ပိုးအိမ်လှုပ်ပြီးသွားရင်ကိုပဲစိတ်ကိုပို့ပို့ထားကြာရှုံသွားရင်တော့ဘာမှတူဝေမနေတော့ပဲမြမြမိရှုလိုက်ကြပါရယ်။ဒါပေမဲ့ကတိကတော့မတူပါဘူး။အရင်ကျင်တာတတ်တော့ပိုးကောင်း၅ကောင်အတွက်ပိုးအိမ်လှုပ်ပေးနိုင်ရင်ပဲအောင်မြင်နေပြီဆိုပေမဲ့ကျန်တဲ့၅ကောင်ကိုရောပို့ပို့ပြန်မလှုပ်ပဲတ ရှိတွေရဲ့အတိုက်ကိုကဲတင်နေတာပါစေကောင်မြပိုးကောင်ကြားမှာကြာရှုံသွားတာကြောင့်ထက်ကဲတင်ပေးနိုင်ပါတယ်ဆိုပြီးပိုးအိမ်မဲကိုအတင်းခွာနေတော့အဲ့ထဲကနေအရင်စိတ်ဝင်သွားတဲ့အကောင်ကထွက်လာကကတ်တီကိုကိုက်ပါတော့တယ်အဲ့ဒါကြောင့်အိုလီဘာနဲ့မီရှယ်ကပိုးကောင်ကိုမင်းမြန်တက်ပေးလိုက်ရပါတယ်အဲ့လိုကူညီပေးလိုက်တဲ့အတွက်အိုလီဘာနဲ့မီရှယ်ကအမှတ်ရှုတ်ခံလိုက်ရတယ်ငယ်ရောက်တော့ပီတိုကစာတင်ခန်းထဲမှာစာအုပ်မိကြံခဲ့လို့တွားဖို့လုပ်နေတာကြောင့်အိုလီဘာနဲ့မီရှယ်ကလိုက်ခဲ့မယ်လို့ပြောပါတယ်ဘာလို့လဲဆိုတော့ဒီမော်ကြောင်ကြီးကညညဆိုရင်ဝင်ကဘာကစုံမုံတွားတာကြောင့်ပီတိုတို့ခွဲရောက်တော့မှဆိုးလို့ဖြစ်တယ်စာတင်ခန်းထဲမှာစာအုပ်ကိုပြန်တွေးပေးမယ်လဲပြန်ပို့လို့တော့အပေါက်ကပိတ်သွားပြီးနေရာပါပြောင်းလဲတော့ပါတယ်ခဏနေတော့စရုပ်ထားနေဖြစ်တဲ့ ဲ့အော်ဟီလီယာဆိုတဲ့အတူကပေါ်လာပါတယ်သူကယောက်ျားလေးတွေကိုသူ့ရဲ့ကိုနဲ့နဲ့မျိုးဆွဲပြီးနောက်ဟွန်းဟွန်းနဲ့လှုပ်ပြီးမိွားလာပါသူ့ရဲ့ရင်မွေးအနောက်တွေကိုတော်ရုံယောက်ျားလေးတွေကမခံနိုင်ပဲအောက်ကညီလေးကမမာလာလေးရှိပါတယ်အိုလီဗာကသူ့အကြောင်းကိုစောက်ထဲမှာဖတ်ဘူးတာကြောင့်သူတို့ကိုလည်းဒုက္ခပေးတော့မယ်ဆိုတာကိုတိထွားတဲ့အတွက်အမြဲတမ်းထွက်ပြေးသွားကြရင်ပစ်စမားနဲ့ဆိုင်ရဲဆိုတဲ့သူတွေကတိထွားခဲ့ပြန်တယ်အော်ဟီလီယာနဲ့ဆိုင်ရဲနဲ့တွေ့တော့အပြင်းမလို့အော်ဟီလီယာကိုပြောလိုက်တာကြောင့်စိတ်တူပြီးအော်ဟီလီယာရဲ့ပိုက်ကနေမကောင်းဆိုးကမွေးဖွားလာကဆိုင်ရဲကိုကျုံးမာတော့တယ်သူတို့နဲ့ရောတိုက်ခိုက်နေကြချင်းအော်လီဗာတို့ကထွက်ပြေးဖို့လုပ်တယ်ဒါပေမဲ့လည်းဆိုင်ရဲကအော်လီဗာတို့ကိုအယူရီနဲ့ပြန်တားလိုက်ပါတယ်ခဏနေတော့ဟီဘီ ရာလည်းရောက်လာပြီးပြစ်စင်မမြောက်ကောင်နဲ့သရုတ်ထမြောက်ကောင်ကိုမနိုင်မတိပြီးမဲ့လေကျုံမလို့ပါတယ်အဲ့ရှိမှာသူတို့နှစ်ယောက်ရဲ့ခေါင်းဆောင်ကော့ဖရီကရောက်လာပြီးကျောင်းသားတစ်တွေအပေါ်ဒီလိုမျိုးမဆက်ဆံဖို့ပြောကတားဆီးပြလိုက်ပါတယ်အိုလီဗာတို့ကဟီဘီယာကိုဘာကြောင့်ကိုယ့်ဟာကိုတီချောင်ကျင်ရတာလဲလို့မေးလိုက်တော့ဖီဘီယာရဲ့ယီမန်ချက်ကဓာရီပေါ်မှာပဲအအောင်ဆိုင်ထားကအမုန်းတရားတွေမပါဘဲနဲ့ချစ်ခင်လီစာပြီးရှင်ရတဲ့တိုက်ပွဲကိုလိုချင်ကြောင်းအဲ့လိုတိုက်ပွဲမျိုးကိုအိုလီဗာနဲ့တိုက်ချိန်တုန်းကခံစားလိုက်ရကြောင်းဒါပေမဲ့လည်းအိုလီဗာကပြန်တိုက်ဖို့ကိုညှိလိုက်တာကြောင့်သူ့ရဲ့ယီမန်ချက်ပျက်စီးသွားသလိုခံစားတော့ရတဲ့အတွက်တီချင်စိပေါ်လာလို့ပါလို့ပြန်ပြောလိုက်တယ်မီရှေကဟီဘီယာကိုသူ့ရဲ့ဘဝချင်တန်းတဲ့ပုံစံကမားနေပြီဖြစ်ကြောင်းနဲ့ တည်ရင်စိတ်တွေပေါ်မလာအောင်ဓာရီပေါ်အာယုံမဆိုင်ပဲလူကိုအာယုံဆိုင်စေရင်လည်းလို့ပြောပြတယ်ဖီဘီယာလည်းနားလေတော့ပြီနောက်ခါတီချောင်းမကြံတော့ပါဘူးလို့ဂရိဘေကတငယ်ချင်းတွေလည်းရနေပြီဆိုတော့ဓာရီပေါ်မှာကြီးပဲလုံလုံမီခိုမနေပဲတငယ်ချင်းတွေပေါ်လည်းအာယုံဆိုင်ဖို့ဆုံးမြဲလိုက်ပါတယ်မော်တာထွားပညာဆိုတာကရှီတလန်ဓာတဝိဇာအကွာကနေတုံးတဲ့နေဖြစ်ပြီးအဲ့ဒီနီနဲ့ပြိုင်ဘက်ကိုတိုက်ခိုက်ရင်ခုခံလို့မရတဲ့တိုက်ကွာပဲဖြစ်ပါတယ်မော်တာရာက6လပဲရှိပြီလိုဝတ်ထားကြတာပါအဲ့ဒီဒါကိုဘယ်သူကိုင်နိုင်လဲဆိုတာကိုလည်းမတိကြပါဘူးအဲ့ဒါကိုလည်းဆရာကိုတိုင်းတော့တက်တယ်မပြနိုင်ပါဘူးရုတ်တရက်အန်ဒရူးကအိုလီဗာကိုဓာရီရှင်ဖို့လာစင်ခေါ်လာတော့အိုလီဗာလည်းတိုက်ခိုက်ခြင်းစိမရှိပေမဲ့လက်ခံလိုက်တယ်အဲ့ဒ ဒါကြောင့်ဟီဘီယာကတိုက်ခိုက်ခြင်းစေမရှိဘူးဆိုတော့အမင်ကအရှုံးမပေးဖို့အိုလီဗာကိုပြောလာတဲ့အခါအန်ဒရူးကသူ့ကိုလောင်တာလားဆိုပြီးအော်ဂျီဟစ်ကျေလုံနေတာကြောင့်ဆရာကပြန်ဝေပေးလိုက်ပါတယ်အန်ဒရူးနဲ့မီရှယ်ကငယ်တကယ်ချင်းတွေဖြစ်ကြောင်းအိုလီဗာကိုပြောပြနေတဲ့အခါထွေဝယ်နေတုန်းကမင်းစာစိတ်ရိုင်းဝင်သွားပြီးရန်မူလာလို့တည်တံပြီးတော့မှကြောင့်ကက်ဒီကတွားတာကြောင့်ပီဒူကလာပြောပြတယ်အိုလီဗာတို့လည်းကက်ဒီရှိတဲ့နေရာကိုအပြေးလွာလာခဲ့ရပြီးမင်းစာကိုတည်တံပြီးတာကိုတားနေလို့ဒါရွေလို့ခေါ်တဲ့သူရဲ့အပြေးပေးတာခံနေရတာကိုတွေ့လိုက်ရတယ်ခဏနေတော့မော်တာရော့ဆရာဂိုင်းကရောက်လာပြီးမင်းစာစိတ်ရိုင်းဝင်ရတဲ့အကြောင်းရင်းကိုမဖော်ထုတ်နိုင်သေးတာကြောင့်တည်တံမပေးသေးကြောင်းမင်းစာစိတ်ရိုင်းဝင်အောင်လုပ်လိုက်တဲ့သူကို တာဖော်ထုတ်နိုင်မယ်ဆိုရင်မင်းစားကိုတီတန်ကလူပေးမှဖြစ်ကြောင်းပြောပြလာတော့ကတိလဲဝမ်းတန်တော်ရပါတယ်။အိုလီဗာတို့လည်းပြန်လဲလာရင်အန်ဒရူးစီကအိုလီဗာနဲ့ဟေဘီယာတို့နှစ်ယောက်နဲ့ဒါရီရှင်းရှင်းနဲ့ဆိုတဲ့အကြောင်းကိုစားနဲ့ရေးပိုးလာပါတယ်။အရင်ချင်းတဲ့တက်ကေတီကမင်းစားစီတွားပြီးအစားအစာတွေတော်တော်ကျွေးနေလို့တခြားကျောင်းသားတွေကကေတီကိုလောင်ကြပါတယ်။အဲဒါကြောင့်သူတငယ်ချင်းကိုလောင်ရခေါင်းအားဆိုပြီးအိုလီဗာတို့ကလောင်တဲ့ကောင်တွေကိုပညာပေးလိုက်တော့အရှုပ်တွေရောက်သွားပါတယ်။နောက်နေ့မှာတော့ပြန်လို့လာပြီးအန်ဒရူးစင်ကိုထားတဲ့နေရာကိုလာခဲ့တယ်။အိုလီဗာတို့ကဝမ်းမိုင်ဝမ်းရှင်းတိုက်မယ်လို့ထင်ထားပေမဲ့အဲ့လိုမဟုတ်ခဲ့ပါဘူး။အန်ဒရူးကြွားကျင်တဲ့ပူတဲ့ကောင်တွေကိုအမဲလိုက်ပြီးရှင်းပြမလို့ပါ။သူကြွားကျင်တဲ့ရှင်းပြခွင့်မလို့လည်းနှစ်ယောက်တစ်ယောက်စင် ်ခုံရခြင်းဖြစ်တယ်ဒီလူဘက်ကိုအိုလီဗာကတိပေမဲ့ဟီဗီယာကတော့အခုမှတွေ့ဘူးတာပဲဖြစ်တယ်အတက်ရှိတဲ့ပူတက်ကောင်တွေကိုတက်ပစ်ပြီးရည်နေကြတာကြောင့်ဟီဗီယာကဒေါ်ရထွက်သွားကကွင်းတစ်ခွင်းလုံးကြောင်းမင်းတို့လုရက်ကိုမင်းတို့မယုံကြဘူးလားလို့អော်လိုက်တော့ပလင်းထွေနဲ့ဟီဗီယာကိုပြစ်ပေါက်ကြတယ်ဟီဗီယာလည်းသူ့ရဲ့ဓာတ်နဲ့မတန်ဘူးဆိုပြီးပြန်ကြဖို့အိုလီဗာကိုပြောလာပါတယ်ဒါပေမဲ့လည်းပြန်ခွင့်မပေးကြပဲနောက်ထပ်ပူတက်ကောင်တွေကိုလွတ်ဖို့လှုပ်ကြပြန်တယ်ဒါပေမဲ့ဒီတစ်ခါကပူတက်ကောင်မဟုတ်ပဲဂလုံဖြစ်နေခဲ့တယ်ဂလုံကအာဂျီတော့တယောက်ပြီးတယောက်အတိုက်ခိုက်ခံနေရပြီးဒီလူနေရာမျိုးမှာဂလုံလူတားရဲမျိုးရှိနေမယ်ဆိုတာမသိလို့အန်ဒရူးကတော်တော်ကြောက်နေရပါပြီခဏနေတော့ပူတက်ကောင်တွေလည်းအပြင်ထွက်လာပြီးចောင်းသားတွေကိုတိုက်ခိုက်ကြတယ်ဂလုံက အန်ဒရူးကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ဖို့လုပ်တဲ့အခါဟီဗီယာကတားလိုက်ကဂလုံနဲ့ပြင်းမာတော့တယ်။အိုလီဗာကလည်းဝင်ကူတိုက်ခိုက်နေတာကြောင့်ဂရင်းကတူကူညီချင်းပေမဲ့သူကအရာကြီးမကြွားကျင်တာကြောင့်ကြွားကျင်တဲ့မီရှေကိုတွားကူညီဖို့ပြောတယ်။ဒါပေမဲ့လည်းမီရှေကတော့ဂရင်းတို့ကိုကာကွယ်ပေးဖို့ကတိပေးထားတာကြောင့်မင်းတို့ကပဲကာကွယ်ပေးမယ်လို့ပြောပြီးအိုလီဗာတို့ကိုယုံကြည်ထားဖို့ပြန်ပြောတယ်။ဂလုံကတော့ကြားနေတဲ့အတွက်အိုလီဗာဘိုက်မှာတရားရတော့ခဲ့ပါတယ်။ဒီလိုသူတို့ထက်အင်အားကြီးတဲ့ဂလုံနဲ့တိုက်ခိုက်နေရတော့အိုလီဗာကကြောက်နေပေမဲ့ဟီဗီယာကတော့နည်းနည်းလေးမှကြောက်တဲ့ပုံပေါ်မနေပဲဆက်ကြုံနေသေးပါပဲ။ဘာလို့လဲဆိုတော့ရန်နူစစ်တီ၅တောင်းနဲ့ဟီဗီယာရဲ့စစ်တီကနေရာနဲ့ပဲအပီကျုံခဲ့တဲ့စစ်တီစစ်တီမှန်ဖြစ်တာကြောင့်ပါ။အို လီဘက်ကအန်ဒရူးကိုမင်းရဲ့တိုက်ခိုက်စွမ်းရည်ကိုဟီဘီယာကမြင်ကျင်နေတယ်လို့ပြောပြီးဂလွန်ကိုပြန်တွားကျုံးကူပြန်တယ်ဂလွန်ကိုတိုက်ဖို့အိုလီဘာရဲ့ခန္ဓာကိုယ်နဲ့စတိခန့်ပြီးတိုက်ခိုက်ဖို့လုပ်နေချိန်အန်ဒရူးကတွေ့ရဲ့လီတိုက်ကွက်နဲ့ကူညီပေးလိုက်တယ်ဟောက်ကွက်ဖြစ်တော်တဲ့ဂလွန်ကိုဟီဘီယာကအခွင့်ကောင်းယူခေါင်းဖြတ်နိုင်လိုက်ပါတယ်မင်းကူညီလို့တာဒီတိုက်ပွဲကိုနိုင်ရတာပါလို့အန်ဒရူးကိုပြောပြီးပြီးတော့ရဲဘော်လိုဟီဘီယာကပြောလိုက်တာကြောင့်အန်ဒရူးမိရွေကြလာခဲ့ရပါတယ်မင်းစားကိုအတန်ပြေတိုင်းအဆလာကျွေးတဲ့ကေဒီရဲ့ဇွဲကိုမင်းစားရဲ့ပိုင်ရှင်မီလီကန်ကရှီကျူးလိုက်ပါတယ်ဂလွန်ကိုတိုက်နိုင်ခဲ့တဲ့ဟီဘီယာကကြောင်းမှနာမည်ကြီးနေပြီးအိုလီဘာကလည်းကူခဲ့ပြီးမဲ့နာမည်မရလို့မိချဲကအနမ်းနဲ့ဂုံပြူလိုက်ပါတယ်ဟီဘီယာက လည်းရောက်လာပြီးအိုလီဗာကိုထက်ကုန်ပြုကသူ့ကိုလည်းအနမ်းနဲ့ပြန်ကုန်ပြုဖို့ပြောတယ်။အိုလီဗာလည်းချက်ချင်းနဲ့နန်းတော်မယ်လုပ်တဲ့အချိန်အိုလီဗာရဲ့အမဝန်ခွဲကရောက်လာလို့ဟီဘီယက်ကိုမနှမ်းလိုက်ရပါဘူး။တက်ခွဲကမ်းမှာအိုလီဗာကအတန်းဖို့တွေကိုကူညီပေးလိုက်လို့တက်ခွဲကမ်းဆရာဒါရီယက်ကအိုလီဗာကိုချီးကျူးပြီးပေါင်းတင်းကိုကြည့်ပါမို့ပြောသွားတယ်။အိုလီဗာစီအန်ဒရူးကလာခဲ့ကဆရာဒါရီယက်ကအရင်ချင်းရှိတဲ့ကျောင်းသားတွေကိုတေတဲ့ဒီခိုင်းစားတတ်ပြီးထူးချွန်တဲ့ကျောင်းသားတွေရဲ့ခြောက်ဝေမှုတွေကိုခိုးယူတယ်ဆိုတဲ့ကောလာဟလအဆိုးတွေထွက်နေတာကြောင့်တတိထားဖို့မှပြီးအန်ဒရူးရဲ့အတီးတယောက်ကကေတီနဲ့တခြားတွေကိုပြောစရာရှိရဲဆိုတဲ့အကြောင်းပြောလာတယ်။ဖွင့်ပွဲနေ့မှာကေတီကိုမင်းစားရှိရအောင်ပို့လိုက်တဲ့သူကတူဖြစ်ကြအောင်မက်ကလီဆိုတဲ့သူက င်ခံတောင်းပန်လာပါတယ်ဒါပေမဲ့မင်းစာကိုစိတ်ရန်ဝင်အောင်လုပ်တဲ့သူကတူမဟုတ်ကြောင်းသူကဒီတိုင်းနောက်တဲ့သဘောအနေနဲ့ပဲ KD ကိုမင်းစာချီရအောင်ပို့လာဖြစ်ကြောင်းပြောပြရတယ်။ KD လည်းဇွဲချီချီမင်းစာစီလာစားဖို့တတ်ဖို့လှုပ်ပေးနေတော့ KD ရဲ့ကျင်နာမှုတွေကြောင့်မင်းစာကဒီကိုထမ်းမလာဘူးဒီကိုလာရင်အန်ဒီရရှိတဲ့ဆိုတဲ့အကြောင်းပြောလာတယ်။မင်းစာကစကားပြောလာတာဆိုတော့ KD လည်းတော်တော်အံ့ဩသွားရပါတယ်။ဖွင့်ပွဲနေတုန်းကမင်းစာဟာစိတ်ရန်ဝင်တာမဟုတ်ပဲတခုခုကြောင့်ကြောက်ဝင်ပေါက်စီကိုထွက်ပြေးကြည့်နေတာထင်တယ်လို့ပြောလိုက်တာကြောင့် Oliver စဉ်းစားမိသွားတာကမင်းစာကိုအနိုင်ကျင့်နေတဲ့သူရှိတဲ့ဆိုတာကိုပါ။အဲဒါကြောင့်မင်းစာစီတွားနေတဲ့ KD ကိုစိတ်ပူသွားလို့လိုက်လာတဲ့အခါ KD ကရှိမနေတော့ပဲဒါပဲကြံထားပါတော့တယ်။အဲ့မှာမင်းစာက KD က အဖမ်းကိုခံလိုက်ရကြောင်းနဲ့သူ့ကိုအရင်ကတိန်းတဲ့နေရာစီပို့လိုက်တာဖြစ်ကြောင်းပြောပြရတယ်။အဲဒါကြောင့်အိုလီဗာတို့လည်းဝင်ကဘာအောက်ထက်ကိုတွားပါတော့တယ်။တွားနေရင်တက်လန်နဲ့မီလီကန်ရဲ့စစ်ကောင်ချင်းကိုခံလိုက်ရပါတယ်။ဘလုတ်ကီတီကိုဖမ်းလိုက်ရတာလဲဆိုတော့မီဇာကိုစကားပြောလာအောင်သူကအမျိုးမျိုးဆန့်တက်ပေမဲ့ဘာတစ်ခုမှထွက်မလာပဲကီတီကကြတော့မီဇာကိုစကားပြောလာနိုင်အောင်လုပ်နိုင်လို့ဘလုတ်ဝက်ချက်တွေများရှိတယ်လဲဆိုပြီးအိုနဲ့ကိုခွဲစေလိုက်ရှာမလို့ဖြစ်တယ်။အဲ့လိုမျိုးတော့ဟီဘီယာကလက်မခံလို့တိုက်ခိုက်ဖို့လုပ်ပါတယ်။မီလီကန်ရဲ့ကြောက်ရွံ့ဖြစ်စေတဲ့မျက်လုံးကြောင့်ဟီဘီယာကြောက်ရွံ့လုံလုံဖြစ်သွားဖို့စစ်ဆေးမှာအိုလီဗာကပြန်ကယ်တင်ပေးလိုက်ပါတယ်။ကြောက်ရွံ့ဖြစ်စေတဲ့မျက်လုံးကြောင့်အကြည့်ချင်းစုံမိမှကိုတတိထားကြပြီးအိုလီဗာနဲ့ဟီဘီယာတို့နဲ့ရောမီလီကန်ကိုအတူတူပြေး င်းကြတယ်ဒါပေမဲ့လည်းမီလီကန်ကစလုံးထားနေဆိုတော့နိုင်မတော်ခဲရင်ပါတယ်အိုလီဘက်ကဗျူဟာတွေတုံပြီးတိုက်တော့လေအလုပ်ဖြစ်မနေခဲ့ပါဘူးမီလီကန်လွတ်လိုက်တဲ့ဒါချက်ကိုဟီဘီယာကတူကူရိုင်းတောင်တတိမထားမိခင်ပါပဲနေရာရွှေ့ပေးလိုက်တယ်အိုလီဘကအရှိကနေအာယုံလွှဲလိုက်ပြီးဟီဘီယာကတော့အနောက်ကနေတိုက်ခိုက်ဖို့လုပ်တော့တယ်မီလီကန်ရဲ့လက်မှာနောက်ထပ်ကြောက်ရွံ့ဖြစ်စေတဲ့ဒုတိယမျက်လုံးပေါ်လာတာကြောင့်အိုလီဘစိုးရင်တွားပြီးမယ်ဟီဘီယာကအဲ့လက်ကိုဖျက်ချပလိုက်တယ်အိုလီဘလည်းဟီဘီယာရဲ့လုံနဲ့ဇွမ်းတွေကိုကြည့်ပြီးမော်တာတွားခုနှစ်လမ်းမြောင်းရဲ့ဓာတ်တွားပဲဆိုပြီးအံ့ဩတွေးတော့နေခဲ့တယ်ကီတီကိုကတင်ပေးခဲ့ပြီးနောက်တူကိုကတင်ပေးခဲ့တဲ့အတွက်ဆူချတဲ့အနေနဲ့အိုလီဘနဲ့ဟီဘီယာကိုအနောက်ဝင်ပေးပြီးကြီးစုတင်ကြောင်ပြောတယ်ဒါရီယက်စ်ကအိုလီဘ ကိုလာခေါ်တော့အိုလီဗာလဲလိုက်သွားတဲ့အခါဂေဝါတခုကနေထွက်လာတဲ့ခလုံထက်ကျန်းတဲ့တားရိုက်ကိုမော်မတုံးပဲအဆက်ဆက်နဲ့ဒါရီယပ်စ်ကခေါင်းဖြတ်လိုက်တော့အိုလီဗာကတော်တော်အံ့ဩသွားရပါတယ်ခင်းနေရောက်တော့အိုလီဗာကမီလီကန်ရဲ့မြောက်ခံကိုမိစ္ဆာတဝက်ထောက်ပံ့ပေးနေတာမလားလို့မေးလိုက်တယ်ဒါရီယပ်စ်လည်းတော်တော်လူဆိုရင်ဒါကိုမေးမိနဲ့အောင်ပြောပြီးဟုတ်ပါတယ်လို့ဖြေခဲ့တယ်ပြီးတော့သူ့ရဲ့အိမ်မက်ကဆော့ဘော်လူသားမျိုးနွယ်တွေကိုဖယ်ထိုးဖို့ကသူ့ရဲ့အိမ်မက်ပဲလို့ပြန်ပြောခဲ့တယ်အိုလီဗာကအမှန်တကယ်တော့ဒီကြောင့်ကိုလာတိုက်ရခြင်းကသူ့မိကိုတတ်သွားတဲ့သူတွေကိုပြန်ကလေးစားရှိဖို့ပဲဖြစ်တယ်အဲ့ထဲမှာအကြောင်းကြီးပါဝင်တခြားဆရာတွေလည်းပါဝင်ပါတယ်ဒါရီယပ်စ်လည်းပါနေတာကြောင့်ဆရာဖြစ်နေတာတောင်မညတာပဲသူ့မိကိုနှိမ့်ဆက်ခဲ့တာကြောင့်နာလာနာလာမေ ပြီးအယုရီအကုန်ချိုးပေးလိုက်တယ်ဒါရီယပ်စ်လည်းဓာတ်မခံနိုင်တော့တဲ့အစုံသူ့ကိုတတ်ပေးဖို့ပြောလာတယ်အိုလီဗာလည်းကောင်းပြီလို့တခုနဲ့ပြောပြီးကောင်းဖြတ်တတ်ပေးလိုက်ပါတယ်ခဏနေတော့အိုလီဗာရဲ့အကူနဲ့မှရောက်လာကြပြီအိုလီဗာအတွက်နန်းတပ်ပွဲလုပ်ပေးသူတို့မိကိုတစ္ဆာဖောက်တွားတဲ့သူတွေကိုပြန်ကလေးစားချေဖို့ပြောကြတယ်ဆရာတွေအစီပေးလို့ရကြည်မှဒါရီယပ်စ်ကပြောင်းနေတဲ့အတွက်ကျောင်းတော်ကတက်တာလားဆိုပြီးမိရင်တော့နောက်နောက်ရအောင်လှုပ်ပြအောင်မယ်လို့ကျောင်းတော်ကြီးကကြိန်ဝါနေခဲ့ပါတယ်ဖီတူရဲ့အိမ်မက်ထဲမှာသူကမင်းကလေးခန္ဓာကိုဖြစ်နေတာကိုမှတ်ခဲ့ပြီးလက်နိုးလာတော့ပူလိုက်တာကြောင့်အင်ဂျီကျယ်တီဖြုတ်လိုက်တဲ့အခါမင်းကလေးခန္ဓာကိုဖြစ်နေတာကိုတွေ့လိုက်ရပြီးတော့မနေတဲ့မထိုင်တဲ့ဖြစ်နေတော့တယ်တကယ်ကျွန်းတွေကဘာဖြစ်တာလဲလို့မေးပေမဲ့လည်းပီတူကတော့ဘာမှမဖြစ်ဘူးက ပဲပြောပါရယ်ဒီတခါတင်ရမှာကတော့တင်မြစီစီးနီးပါအဲ့ဒါကြောင့်မိဖက်ရွေးဖို့တင်မြစီအိမ်နဲ့ဆရာကခေါ်ရပါရယ်ဟီဘီယာရဲ့မောက်ဆွမ်းအားတွေကတအားကြီးလွန်းလို့တင်မြစီပြန်တွေကဟီဘီယာကိုပဲရွေးချယ်ချင်နေကြပေမဲ့ဆရာတောင်တွတ်ထီလို့များတဲ့တင်မြစီရန်ကိုယင်ပအောင်လုပ်ပြီးဟီဘီယာကမိဖက်အဖြစ်ရွေးချယ်လိုက်တယ်အဲ့ဒီတင်မြစီကဟီဘီယာကိုမရွေးချယ်ခင်တုန်းကအိုလီဘာအမေကိုရွေးချယ်ခဲ့တဲ့တင်မြစီပဲဖြစ်ပါရယ်အိုလီဘာတို့ဝိုင်းကိုမီရှေရဲ့အဖေရောက်လာပြီးသူကအဂရီဆရာအဖေအစားထိုးတင်ပေးမဲ့တူပဲလို့ပြောလာတယ်ပြီးတော့သူ့ရဲ့အချစ်ရတို့စူးစမ်းခြင်းဆိုတဲ့စာအုပ်ကိုဖတ်ဖို့တဲ့သူများရှိလားလို့မေးတော့စတေ့စ်ကဆက်နှစ်ပိုင်းဒီဖတ်ပြီးပါပြီလို့ပြောတယ်စာဖတ်ဝရဏာအိုဖီတိုကလည်းတအုပ်လုံးဖတ်ပြီးပြီလို့ပြောလာတော့ ့ sales ကိုကျိုးတယ်လို့ဖြစ်သွားတဲ့အတွက်စိတ်သူသွားရပါတယ်အရီကိုဆိုတဲ့ဆရာကမွန်အင်ဂျင်နီယာဆရာဖြစ်ပါတယ်ပထမဦးဆုံးကျောင်းသားတွေကိုတက်သူလုံးတွေနဲ့ဆန်းတက်ခိုင်းတော့အဲ့ထေကနေမွေတွေထွက်လာပြီးကျောင်းသားတွေကိုလိုက်ကိုက်ပါတော့တယ်ဒါပေမဲ့ဘာအစိမ့်မှတော့မတက်ရောက်ခဲ့ပါဘူးဖီတိုရဲ့မူမမန်တဲ့ပုံစံကိုသတိထားမိတဲ့အိုလီဗာကနှစ်ယောက်တည်းစကားပြောဖို့ခေါ်သွားပြီးဖီတိုလင်ပြောင်းလဲသွားတာဘာကြောင့်လဲဆိုတာကိုပြောပြတယ်ဖီတိုရဲ့ရုပ်ပိုင်းဆိုင်ရာအဖြစ်ပြက်ကမော်လော့ကကြီးမှတော်တော်ရှားပါတယ်အဖိုးမှနှမျိုးဖြစ်တန်းသူလို့ခေါ်ပါတယ်လင်အထီးမှနှမျိုးလုံးကိုအေးစီပြောင်းနေတာကိုပြောတာပါဒီလိုဖီတိုရဲ့စွမ်းရည်ကမော်ဆရာတွေလောကမှာပြန်ဆန်ကျင်စွမ်းရည်တမျိုးပဲဖြစ်ပါတယ်ခိုင်းတုံးနိုင်တဲ့မော်ပညာတွေထက်ပိုပြီးအားကောင်းလာလို့ဖီတိုလည်းကိုက ကိုအာအတင်သွားရပါတယ်ခဏနေတော့ပီတိုကိုအဲ့ကြောင်းတွေကိုပြောပြဖို့လုပ်ထားတယ်ဝီဒရူးဆီယာမကရောက်လာပြီးအိုလီဗာကပြောပြလိုက်တာကြောင့်ပြောပြဖို့မလိုတော့တဲ့အတွက်ညချင်းနိုင်တွဲဆုံဆွေးနွေးပွဲကိုလာခဲ့ပါလို့ဖိတ်သွားခဲ့တယ်ဒီဆွေးနွေးပွဲကအဆင်မပြေတဲ့သူတွေကိုအခက်အခဲပြောပြခိုင်းပြီးဝီဒရူးကတတ်နိုင်တယ်လို့ကူညီပေးဖို့ပဲဖြစ်တယ်ဒါပညာတင်ချင်ရောက်လာတဲ့အခါပီတိုကရိုစီနဲ့ရှင်းရမှာဆိုတော့နိုင်ငံစစ်တွေတအားများနေတာကြောင့်ခြုံတွားရပါတယ်ပီတိုခြုံတွားတာကြောင့်ရိုစီကလေတိုက်လိုက်တော့ခံပြေပြေတငယ်ချင်းတွေစီမှာတက်ခိုက်နေတင်ပေးဖို့ပြောတယ်အိုလီဗာကလည်းပီတိုကိုဒါရီတင်ပေးနေတာကိုရိုစီကတွေ့သွားခဲ့ပါတယ်နောက်ကြည့်မှာအိုလီဗာတို့ဝမ်းကိုလာပြီးရန်လာဆကဘဒူကပိုတန်ပါလဲဆိုတာပြတဲ့ပွဲ ောက်ကြမယ်လို့ပြောပြီးပါမက်တူရဲ့စင်တွင်းရမယ်လို့អបပြောလိုက်တယ်။យុទ្ធិရဲ့ order ဆိုတဲ့ဒူကဟီပီယန်နဲ့ပြိုင်မယ်လို့ပြောလာတော့ဟီပီယန်လည်းလက်ခံလိုက်ပါတယ်။ order ကအိုလီဗာကိုအရန်ထင်တင်းနေပြီးတက်ခိုက်တော့သူပဲချုံသွားရတယ်။ဖီတိုကိုဓာတ်ရိုက်တင်ပေးပြီးနောက်အိုလီဗာရဲ့ကိုယ်နဲ့အမကလက်ဖေးရည်တောက်ခေါ်ခိုင်းလိုက်တယ်ဆိုတဲ့အကြောင်းအိုလီဗာရဲ့လူဝဲအဆောင်ချောက်ကပြောလာပါတယ်။အိုလီဗာလည်းသူ့ကိုယ်နဲ့အမစီသွားရင်ယောက်ျားလေးတွေထမ်းလာတော့အနက်နိုင်မျိုးဆိုတဲ့အိုဖီလီယာနဲ့တွေ့သွားခဲ့ကသူနဲ့စကားပြောပြီးနောက်သူ့ကိုယ်နဲ့အမစီဆက်သွားခဲ့တယ်။ယောက်တော်ခုနှစ်ခုမြောက်မော်တာအတုံးပြူလူဖြစ်တဲ့ဟီပီယာအကြောင်းပြောကြပြီးတငယ်ချင်းတွေပေါ်တစ္ဆာချီပေးဖို့အကိုကြီးကညီလေးအိုလီဗာကိုပြောပြပါတယ်။အိုလီဗာအပြင်မှာရိုစီနဲ့တွေ့သွားခဲ့ပြီးဓာတ်ရိုက်ရှင်ဖို့လာစ င်ခေါ်လာတော့အိုလီဗာလည်းလက်ခံလိုက်ပါတယ်မြစ်ပတ်တဲ့နီးရီနဲ့ရိုစီကပြင်းနေပြီလေးတိုက်နေတော့အိုလီဗာလည်းပညာပေးဖို့ဆုံးဖြတ်လိုက်တယ်အိုလီဗာအတီပေါ်ချလိုက်တဲ့အခါရိုစီလည်းဘာမှမတတ်နိုင်တော့ပဲရှုံးသွားရပါတယ်ခုနကအိုလီဗာနဲ့ရိုစီတို့တိုက်ပွဲကိုကြည့်နေတဲ့အိုလီဗာအဆောင်ဆောင်မလေးကအနာကက်လာပြီးချီချူစကားပြောနောက်တော့အိုလီဗာရဲ့ဓာတ်ရွာကြောင့်ဖိရမယ်ဆိုရင်ပဲတူတွေတီးပြောပါပြီလို့တူဖာတူပြောပြီးတူဖာတာချက်လို့ထွက်ပြေးသွားပါတယ်ဖီတူရဲ့လင်းရင်ကပြောင်းနေသွားတာကိုခံနိုင်ရင်မရှိသေးတဲ့အတွက်အိုလီဗာကအနောက်ကနေဆေးကုပေးလိုက်တော့ပြန်ကောင်းသွားပြီးမနဲ့မိုးလင်းတဲ့အခါစတေ့စ်နဲ့ဓာတ်ရင်ရပါတယ်ဓာတ်ရင်တော့ဖီတူကပဲခံနေရပြီမဲ့အတဲတန်ကျူးစားနေပြီးအရှင်ပြိကဒီမှာစတေ့စ်ကိုဓာတ်နဲ့ထောက်လိုက်နိုင်ပြီမဲ့ ဲ့အရှင်ပြစ်သွားခဲ့ပါတယ်အရှင်မစစ်ကိုထိအောင်မတိုက်ခိုက်နိုင်လိုက်တာကြောင့်ကိုကကိုစိတ်တဲ့ကြားနေတဲ့အတွက်အိုလီဗာကအကောင်ဆုံးကြိုးစားခဲ့တာပဲဆိုပြီးအားပေးလိုက်ပါတယ်ကီတီကမီဇာနာထိုင်နေချိန်မီလီကန်ကဟိုတကကသူ့လုထားတဲ့အပြည့်အတွက်တောင်မဲဇာနဲ့သူဝင်ကဘာတက်ကလူဝခန်းရှိတဲ့မြေပုံကိုပေးလိုက်တယ်ကီတီလည်းတငယ်ချင်းတွေကိုပြပြီးကြောင်းမှအုံပြတက်ဖြတ်ခံနေရတဲ့တနစ်တင်နဲ့ပြန်ပြန်ရှိရနေစေကောင်မိစ္ဆာတပိုင်းကောင်တွေကိုကဲတင်ချင်တာကြောင့်အရင်ဆုံးသူရိဒနာပညာရှင်အနေနဲ့နမယူချင်းကြောင့်ပြောကကိုရဲ့အလုပ်ပိုင်ခွင်နဲ့မော်တရစ်ဆန်တွေကိုပြိုးထောင်နိုင်မဲ့နေရာလူချင်းတဲ့အတွက်လူဝအလုပ်ရုံကိုတွားကြဖို့အကူအညီတောင်းလာပါတယ်တငယ်ချင်းတွေကလည်းလက်ခံလိုက်ပြီးလူဝခန်းရှိတဲ့နေရာကိုအတူတူတွားကြပါတော့တယ်နောက်ဆုံးမှတော့ရောက်သွားခဲ့ကြပြီ ်နေရာကတအားချေလုံလို့ဝမ်းတာတော့ကြပါတယ်နောက်တော့ဓာပိုက်ပုံစံလုတ်လိုက်ကတငယ်ချင်းနယ်ဘယ်တော့မှလက်တွေမဖြုတ်ကြဘူးလို့ပျော်ရွှင်စွာနဲ့ပြောကြတယ်ဒီလိုနဲ့ပဲဒီအခိုက်အတန့်လေးကသူ့ရဲ့အမတ်တရလေးဖြစ်သွားခဲ့ကြပါတယ်နောက်တော့ညှိုက်ကြပြီးမနဲ့မိုးလင်းတော့မီလီကန်ကမင်းစာနဲ့သူရောက်လာပါတယ်ဟီပီယာဖြတ်ထားတဲ့လက်ပြတ်ကြီးကအတက်ရှင်နေပြီးဖီတိုကိုတွားချတော့လန့်သွားကအိုလီဗာဒိုစီပြေးလာရတော့တယ်ဘလို့မီလီကန်ကဂီတီကိုဒီနေရာပြေးလာလဲဆိုတော့ကီတီရဲ့တိရစ္ဆာန်တွေနဲ့မင်းစာတွေကိုထိထိဆောင်းဆောင်းချင်နေဆိုတော့ရီမန်ချန်ကြောင့်ကုညီပေးချင်းုံတက်တက်ဖြစ်တယ်မင်းစာကိုကီတီတို့နဲ့မီလီကန်ကထားသွားခဲ့ပြီးထွက်သွားပြီးနောက်ကျောင်းဝစစ်ရဲ့ဖေးရဲ့အဲရိုက်တို့တုံးယောက်ကမီရှဲလ်ကိုတိုက်ခိုက်ဖို့လာစင်ခေါ်လာတယ်မီရှဲလ်တို့လ လည်းလက်ခံလိုက်ပြီးနောက်တုံးတော့တုံးတော့ကျုံကြတော့တယ်။ Oliver နဲ့ Arrive နဲ့တိုက်ခိုက်တော့ Arrive ကမျက်နှာမှာရှေ့ရရထွားခဲ့တယ်။ Figure Six ရဲ့အစီကံတယောက်ဖြစ်လို့တုကိုဝုံမလွေအဖြစ်ပြောင်းလဲပေးဖို့ပြောပြီးတိုက်ခိုက်ဖို့ပြောတယ်။ Six လည်း Fue ကိုဝုံမလွေအဖြစ်ပြောင်းလဲလိုက်တာစတင်ကျုံးပါတယ်။ဒါပေမဲ့လည်း Mission နဲ့ Hibia ကပိုတမ်းမနေတာကြောင့်သူတို့ပဲပြန်ချုံသွားခဲ့ရတယ်။ Oliver ကိုလည်းချုံသွားတဲ့ Arrive ကတူချုံသွားတာကြောင့်ချုံမဲမဲပြီးပြားရိတ်ထုတ်ကဆက်တိုက်နေတုံးပါ။ Mission လိုဝတ်ထားတဲ့နဲ့တဲ့ငယ်နဲ့ရွယ်ပေါ်လာပြီးပြားရိတ်ကိုဆွဲငင်စေတဲ့အနံ့ထုတ်လွတ်လိုက်တော့ပြားရိတ်ကအနားကက်လာကြတယ်။အနားကက်လာတော့မှဓမ္မီပြောင်းနှစ်စင်မှန်တာတုံးလိုက်တယ်။ Hibia နဲ့ Arrive ကမြေပြင်ပေါ်မှာတွေ့ပြီးတိုက်ခိုက်ကြပြန်တော့လေ Arrive ပဲထပ်ချုံသွားခဲ့ရပါတယ်။ ီတစ်ခါမှအရှုံးကိုလက်ခံသွားပြီးနောက်အော်ဗီလီယာရဲ့မော်တာရဲတွေပေါ်လာကသူတို့ကိုဖမ်းခေါ်သွားကြပါတယ်။အိုလီဗာလူရဲ့တငယ်ချင်းဖီတိုလည်းအော်ဗီလီယာရဲ့အဖမ်းခံခြင်းခံလိုက်ရတာကြောင့်မင်းမြန်တွားကဲကြဖို့ဂရင်းကပြောလာတယ်။ဒါပေမဲ့လည်းအော်ဗီလီယာဆိုတဲ့သူကတော်တော်အန္တရာယ်ရှိတဲ့သူမျိုးတွားကဲဖို့ဆိုရင်ခက်ခဲမှန်တည်တယ်မီရှဲကအရှိန်ယူဖို့ပြောတယ်။အိုလီဗာကတူရဲ့အကူနဲ့အမကိုဖီတိုကိုချပေးဖို့ပြောပါတယ်။တူကူနဲ့အမကလည်းဝင်ကဘာထဲတွားဖို့ရှိပေမဲ့အော်ဗီလီယာကဝင်ကဘာရဲ့တတိယအထက်မှာရှိတာကြောင့်ချာရခက်မယ်လို့ပြောပြီးအတန်းနိုင်ဆုံးကူချပေးပါမယ်လို့ပြောတယ်။မီရှဲရဲ့အဖေပြောပြခဲ့တဲ့ဝင်ကဘာထဲတွားပြီဆိုရင်အရန်တက်ပါတယ်တာရဲတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့တော်တော်အန္တရာယ်များတယ်လို့ပြောခဲ့တဲ့ကြောင့်မီရှဲကအော်လီဗာကိုပြောပြပြီးဒီနေ့ ညာဝန်ကဘာတဲ့ဝင်မယ်လို့ပြောနေချိန်မီလီကန်ကရောက်လာခါကေတီကတွေ့ရခန္ဓာကိုယ်ကိုဆန်တက်ခွင့်ပေးမှကြောင့်ဖီတိုကိုကဲတင်ဖို့တောင်းဆိုထားတယ်လို့ပြောလာပါတယ်။အိုလီဗာတို့ကလည်းကေတီရဲ့ကဲလန်ထားမှုကိုတဘောမကျပေမဲ့လည်းလက်ခံလိုက်ပြီးဖီတိုကိုတွားခဲ့ဖို့ပြင်ဆင်ကြတော့တယ်။ကီတီနဲ့ဂရင်းတို့ကအားနေတာကြောင့်ဒီမှာပဲနေခဲ့ရပြီးအိုလီဗာမီရှဲဟီဘီယာမီလီကန်တို့၄ယောက်ပဲဖီတိုကိုတွားခဲ့ဖို့လိုကြရတယ်။အော်ဗီဒီယာနာရောက်လာပြီဆိုရင်သူ့ရဲ့ရင်မွေးအနိုင်ကယောက်ျားလေးတွေကိုဆွဲဆောင်နိုင်လာကြောင့်အိုလီဗာကယောက်ျားလေးဆိုတော့မြူဇွေနဲ့ကိုခန်းနိုင်အောင်ဆေးယူခဲ့ပြီးနောက်မီလီကန်ရဲ့လက်ကိုတူတီတွားပြီးနောက်ပိုင်းမှာအဲလက်ကသူ့ရဲ့သူတီတနာအချက်လက်တွေကိုထုတ်ပေးနိုင်တဲ့တော်ပြတာလေးမဲ့ကီတီကိုပြီးတွားခဲ့ပြီးအော်ဗီဒီယာရှိတဲ့တုံးနဲ့မြောက် ဝင်ကပါတယ်ဥတီတွားကြတော့တယ်တစ်ဖက်တလန်ကလည်းအိုဘီလီယာရဲ့တင်ငချင်းဖြစ်တဲ့ကာလတ်စ်နဲ့သူတို့ရဲ့ခေါင်းဆောင်ဂေဖရိုက်တုံးနဲ့ရောက်လဲအရန်ထိချင်တဲ့အိုဘီလီယာစီလာနေကြပါတယ်အိုဘီလီယာကဘာလို့အထိချင်ရတာလဲဆိုတော့အိုဘီလီယာရဲ့မျိုးကယောက်ျားလေးကိုမျိုးဆယ်ပြီးကလေးမွေးရတဲ့မျိုးရုံမှုအခြားသူတွေကတုတ်ကိုဘယ်သူမှမပေါက်တိချင်ရတာကြောင့်ဖြစ်တယ်တွားနေတဲ့လမ်းမှာတိုက်ရိုက်တဲ့ကောင်တွေးလို့မီလီကန်ကဥဆောင်ကျုံးပြီးနောက်ပိုင်းဝင်ကပိုင်းဒုတိယအလွာပြပန်းခဲတအုပ်ကိုရောက်ရှိလာခဲ့ပါပြီအိုဘီလီယာငငယ်ကသူ့ရဲ့ကိုယ်နဲ့ကြောင့်ယောက်ျားလေးတွေကစကားလာပြောရင်အောက်ကအညီလေးကကြီးကြီးလာလို့တယောက်မှစကားမပြောနိုင်ကြပါဘူးတယောက်တည်းအထိချင်နေချိန်မှာကာလော့စ်ကရောက်လာပြီးအိုဘီလီယာနဲ့စကားပြောလက်ကင်ပေးမဲ့လေပုံမှန်အတိုင်းပဲဖြစ်နေပြီးတကယ်ချင်းလှုပ် ကြရအောင်လို့အော်ဖီလီယာကိုပြောပါတယ်။ဘာလို့ဘာမှမဖြစ်မခံစားရတာလဲဆိုတော့ကာလော့စ်ရဲ့ယောက်ျားအင်္ကာကိုဖျက်ထားတာကြောင့်ပါ။အိုလီဗာတို့လည်းခီးထက်စားရင်ခါတိုင်းဆိုဒီတော့ကတိုက်ရိုက်ကောင်လေးတွေပေါ်နေကြဆိုပေမဲ့အခုတော့တကောင်မှမတွေ့နေရလို့မီလီကန်ကထူးဆန်းတယ်လို့ပြောနေခဲ့ပါတယ်။ဘာလို့တိုက်ရိုက်ကောင်လေးတွေမတွေ့ရတာလဲဆိုတော့အိုလီဗာရဲ့အဆောင်ချောင်းမလေးကအကုန်လုံးကိုရှင်းထားလို့ပဲဖြစ်တယ်။စီစဲ6ရင်နဲ့ဓာခုတ်ကောင်အကြီးကြီးနဲ့တွေ့ရခဲ့ပြီးအဖွဲလိုက်ပြန်ကြုံရပြန်တယ်။ဓာခုတ်ကောင်ပြီးတော့တခြားတော့အကောင်လေးနဲ့လည်းထက်ကြုံရင်တိုက်ရင်နဲ့မိုးရှုပ်သွားခဲ့ရပါပြီ။အော်ဖီလီယာရဲ့အဖက်ခံထားရတဲ့ဖီတိုတို့ကတော့မတည်တည်ပဲအတက်ရှင်နေကြပါသေးတယ်။အော်ဖီလီယာရဲ့အနောက်ကိုဖီတိုကခံနိုင်နေတာကြောင့်အိတ်နေရင်မိမခံတာပြောင်းလဲသွားခဲ့တယ်ဆိုတာကို အဘရိုက်ကတိသွားခဲ့တယ်။နောက်ပြီးတူပိုက်ထဲကတက်တုံတုံလုံးကိုထုတ်လိုက်ကသူတို့ဒီမှာရှိတဲ့ဆိုတာကိုတဲရောက်မြင်အောင်လုပ်ရမယ်လို့ပြောတယ်။အော်ဗီလီယာနေရဲ့ဝင်ကဘာတုံးလာတယ်ရောက်လာပြီဆိုတော့အိုလီဗာရဲ့ယောက်ျားစိတ်တွေစားပြေပေါ်လာနေပြီဖြစ်လို့အနာအယံကက်လုံးနဲ့ဟီဘီယာကိုအနာတင်မကက်ဖို့ပြောပြီးစီးသုံးနေရပါပြီ။ဖီတို့လည်းပါရွားလာကြအောင်ပြန်ကယ်တင်ဖို့လာကြတဲ့ဆေးစုလည်းတုံးလာနေရောက်လာကြပြီပဲဖြစ်ပါတယ်။အော်ဗီလီယာရဲ့ယောက်ျားစိတ်တွေကိုမြူဆွဲတဲ့အနံ့တွေကြောင့်မိုးကြောင်တက်တုံကတငယ်ချင်းတယောက်မှမရလို့ခါလို့ဆက်တငယ်ချင်း girlfriend နဲ့မိတ်ဆွေဖွဲ့ဖို့ပြောတယ်။မကြခင်မှာပဲ girlfriend ကရောက်လာပြီးအော်ဗီလီယာကိုစကားပြေပေါ်လုလာပါတယ်။ဒါပေမဲ့လည်းအော်ဗီလီယာရဲ့အနံ့ကြောင့်တူရဲ့ညီလေးကထလာလို့မော်နဲ့ကိုညီလေးကိုကူပြန်ဆုံးမလ ိုက်ပါတယ်ဒီလိုနဲ့ပဲတရပြတရအိုဖီလီယာကိုစကားပြောဖို့စူးစမ်းကြည့်ပေမဲ့လည်းသူ့ရဲ့ညီလေးကထထလာလို့အဆင်မပြေဖြစ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ညီလေးကိုပညာပေးတာများထားတာကြောင့်နေရကြသွားပြီးအိုဖီလီယာနဲ့စကားပြောတဲ့အခါပုံဝင်ဖြစ်သွားခဲ့တယ်ကော့ဖရီကဒီမော်ကျောင်းမှာဖြစ်လာတဲ့ပြဿနာတွေကိုဖြေရှင်းကူညီပေးတဲ့အဖွဲ့အစည်းတစ်ခုဖွဲ့ထားတာပဲဖြစ်ပါတယ်အိုဖီလီယာကိုလည်းသူ့ရဲ့အဖွဲ့အစည်းဝင်ဖို့ပြောတော့အိုဖီလီယာလည်းလက်ခံလိုက်ပါတယ်ဒီလိုနဲ့ပဲသူတို့အဖွဲ့ဒုက္ခရောက်တဲ့လူတွေကိုကူညီပေးကြရင်တနေ့မှာလူတွေကော့ဖရီရဲ့အဖွဲ့အစည်းဝင်လာကြတယ်အတိဝင်လာတဲ့လူတွေကကော့ဖရီနဲ့အနီးကနေရတဲ့အိုဖီလီယာကိုမနာလို့ပြီးကော့ဖရီကိုတနေ့ကျရင်မင်းရဲ့အနောက်နဲ့မျိုးစင်မလားလို့ပြောပြီးအပြည့်မမျိုးလို့လုံလိုက်တာကြောင့် ော်အိုဘီလီယာလည်းဒေါရထွက်သွားကအဲ့ကောင်တွေအကုန်လုံးကိုတက်ပစ်လိုက်တော့တယ်ဒီလူနဲ့ပဲခြေဆက်ချောင်းအိုဘီလီယာကယောက်ျားလေးတွေကိုမြူဆယ်ပြီးလက်ဒုက္ခပေးတော့တာပဲဖြစ်တယ်ဖီတူကထောင်ပေါက်ပြီးအရိုက်ပြီးခဲ့တဲ့ဓာတ်လုံးနဲ့အပြင်ထိတွားလူမင်းအောင်အချက်ပြလိုက်တော့အလေးနဲ့ကိုမြင်သွားတဲ့အိုလီဗာတို့လည်းရောက်လာကြပါတယ်ခဏနေတော့အိုဘီလီယာရောက်လာပြီးသူ့မော်တဲ့အလုံးကိုဝါမျိုးလိုက်တယ်မီလီကန်ကအိုဘီလီယာကိုကော်ဖီကိုချိမိတွားတာဆိုတော့မြင့်နေတဲ့ဘာရေးမှလုတ်ခံရမှာမဟုတ်ဘူးလို့ပြောလာတော့အိုဘီလီယာလည်းဒေါရထွက်သွားကမီလီကန်ကိုတက်ပစ်လိုက်ပါတယ်အိုဘီလီယာကတူရဲ့အတိတ်ကြောင့်တွေးမိသွားလို့မော်အားရောက်သွားချင်းဟီဘီယာကအခွင့်ကောင်းယူပြီးအိုဘီလီယာကိုဓာတ်နဲ့ခုတ်ဖို့လုပ်တော့ကလီတရလိုငုံနေတဲ့အိုဘီလီယာကိုတတ်ဖို့တုံ့ဆိုင်တွားလာကြောင်းဟီဘီယာပဲပြန်ခံလိုက် ရတယ်ခဏနေတော့ကာလော့စ်နဲ့ဂေါဖရီကရောက်လာတော့အထီးကျန်လုံးနေတဲ့အိုဘီလီယာကပျော်ရွှင်သွားရပါတယ်ငငယ်လေးတဲ့ကယောက်ျားအင်ကဖျက်ထုတ်ထားတဲ့ကာလော့စ်ကလိင်နဲ့ပတ်သက်တဲ့မော်ဆွမ်းတို့ရဲ့ကောက်တာဖြစ်တာကြောင့်အိုဘီလီယာကိုနောက်ဘက်တော်မှာထားမတော့ပါဘူးလို့ပြောလက်ကူကန်ရင်နှစ်ယောက်လုံးလီတဲ့ပြောက်ွယ်သွားကြပါတယ်ဖီတိုတို့ကိုလည်းကက်တင်နိုင်ခဲ့ပြီးမှဝင်ကဘာကနေပြန်ခဲ့ကြပြီးအိုလီဗာကတုမေအတွက်ကြောင်းဝဆရာဆရာမတွေကိုဂလေစားချီရောက်အောင်မယ်ဆိုတဲ့တာဝန်ကကြံနေတယ်လို့အဲ့တာဝန်ကိုလို့ရအောင်မယ်လို့တွင်းနေရင်းနဲ့ပဲစီစီဝမ်ကဒီမှာပဲပြီးတော့ပါတယ်ဗျအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ် recap ဇာတ်လမ်းတွေမှာပြန်တွေ့ကြပါမယ် Thank you